အချင်းအောင်မင်္ဂလာယူနေချိန်မှာပွဲဒီမှာဆိုလေးမရှိတဲ့တချင်းတစ်ပုတ်ကိုမျက်ရည်တွေနဲ့စူပြခဲ့တဲ့ဝိုင်းစုခိုင်တဲ့အားလုံးပဲမင်္ဂလာပါရှင်မြန်မာစတားပေ့ချ်ကနေကြိုဆိုလိုက်ပါတယ်ဟိဝရံကိုမိနိုင်သွားပြီဆိုပေမဲ့လည်းဟိဝရံနဲ့ပတ်သက်တဲ့တချင်းတစ်ပုတ်ကိုစင်ပေါ်မှာဆိုရင်မျက်ရည်တွေကျနေခဲ့တာကအဆိုတော်ဝိုင်းစုခိုင်တဲ့မှာအခုဆိုဟိဝရံတယောက်သူ့ရဲ့အချစ်စ်မင်းသမီးဆိုးပြေးတဲ့စဉ်နဲ့မင်္ဂလာပွဲကြီးကိုကြီးကြပ်ခမ်းနားစွာကျင်းပဖို့ပြင်ဆင်နေပါပြီ ဒီလိုအချင်းဟောင်းကမင်္ဂလာယူတော့မဲ့ချိန်ခါနဲ့တိုက်တိုက်ဆိုင်ဆိုင်မှာပဲဝိုင်းစုခိုင်တဲ့တယောက်ရှိုးပွဲတစ်ခုရဲ့ဆင်မြင့်ထက်မှာသူမဘရောမှပြန်မဆိုတော့ဘူးလို့ဆုံးဖြတ်ထားတဲ့တချင်းတပုတ်ကိုမျက်ရည်တွေနဲ့ပြန်တီးဆိုခဲ့ရတဲ့မြင်ကွင်းကိုဘရိတ်သက်တွေကစိတ်မကောင်းဖြစ်ခဲ့ကြရတာပါဝိုင်းစုခိုင်တဲ့နဲ့ဟေးဝရန်တို့ကတချင်းကအရန်ကိုတိုက်ချစ်ခဲ့ကြပေမယ့်ဟေးဝရန်ရဲ့အတိုင်းဝိုင်းကြီးမှပြီးတော့ချမ်းသာတဲ့မိသားစုဘက်ကကောင်းအဆင့်တန်းမတူဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဝိုင်းစုခိုင်တဲ့ကိုမြင်းမြင်းထန်ထန်သဘောမတူကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် သူတို့နှစ်ယောက်ကမိဘတွေရဲ့ကံကွက်မှုကြားကနေခိုးပြည့်တဲ့အထိအတူပေါင်းဖက်ဖို့စူးစမ်းခဲ့ကြပေမယ့်ကံကြမ္မာကမျက်နှာသာမပေးဘဲလမ်းခွဲခဲ့ကြရပါဗျ။အဲ့ဒီအချိန်မှာဝိုင်းစုခန့်တင်းရဲ့နာကျင်ခံစားခဲ့ရတဲ့ခံစားချက်တွေကိုအစိုးရခင်ဖုံးကိုပြောပြလို့ခင်ဖုံးကယုံကြည်နေမောင်ရဲဆိုတဲ့တခြင်းကိုဝိုင်းစုခန့်တင်းအတွက်အကောင်းဆုံးပုံဖော်ရေးဆက်ပေးခဲ့ပါဗျ။ဒီယုံကျင်နေမောင်ရဲ့တခြင်းဟာဝိုင်းစုခန့်တင်းအတွက်တာမန်တခြင်းတစ်ပုဒ်မဟုတ်ခဲ့ပါဘူး။ဒါဟာသူမရဲ့ခံစားချက်အစစ်ပါ။ မိဘတွေရဲ့သဘောမတူညီမှုဖီအားတွေကြားထဲမှာသူမကိုတကယ်ချစ်တယ်ဆိုရင်တတိမရှိတဲ့အမောင်ဖြစ်တွေ့ဝေမနေပဲသူမအတွက်ခဏလောက်ပဲဖြစ်ဖြစ်အဲ့ဒီအရာအလုံးကနေပြေးထွက်ခဲ့ပါလားဆိုပြီးတောင်းဆိုမျှော်လင့်ဖွင့်ဟထားတဲ့တခြင်းမျိုးပါဒါကြောင့်လေဝိုင်းစုခိုင်တဲ့ဟာလမ်းခွဲပြီးတဲ့နောက်ပိုင်းမှာဒီတခြင်းကိုရှိုးပွဲတွေမှာလုံးဝဆိုးလေးမရှိတော့ပါဘူးဒီတခြင်းကသူမရဲ့အတိတ်ကနာကျင်မှုတွေကိုပြန်လည်နှိုးဆွနေတယ်လို့ဖြစ်နေလို့ပါပဲအချိန်တွေကြာလာပြီးတော့ခုဟိဝရဲ့မင်္ဂလာဆောင်တော့မယ်လို့သတင်းထွက်လာချိန်နဲ့တိုက်ဆိုင်သော ဝိုင်းစုခန့်တရဲ့မတော်တဆတချင်းတဲ့ထွက်လာပြီးယူကျူးမှာတန်းနေချီအောင်မြင်ခဲ့ပါရဲ့လူတွေကဂျာကိုဟိဝီယန်ကိုရည်ရွယ်လာလားလို့ထင်ကြည်ပေးခဲ့ကြပေမဲ့ဝိုင်းစုခန့်တင်းကဒါဟာသူ့အကြောင်းမဟုတ်ကြောင်းသူမဟာအတိတ်ကိုလုံးဝမေ့လိုက်ပြီဖြစ်ကြောင်းဟိဝီယန်နဲ့ပတ်သက်တဲ့တချင်းဟောင်းတွေကိုလည်းဘရောမပြန်ဆိုတော့မှမဟုတ်ကြောင်းပြပြတသားပြောကြားခဲ့ပါရဲ့ဒါပေမဲ့မင်းညာကပြုလုပ်ခဲ့တဲ့ရှိုးပွဲမှာတော့အဖြစ်ပြက်ကတမျိုးတမီဖြစ်ခဲ့ပါရဲ့ပွဲလာကြည့်တဲ့ပရိသတ်တွေကဝိုင်းစုခန့်တင်းကို တခြားသချင်းတွေထက်ဟိဝရန်အတွက်စုထားရလို့နာမည်ကြီးတဲ့ရုံကျင်နေမောင်ရဲ့သချင်းကိုပဲတခဲနဲ့တောင်းဆိုခဲ့ကြပါတယ်။ဝိုင်းစုခိုင်တဲ့ဟာအစာပိုင်းမှာတွေ့ဝင်နေခဲ့ပေမယ့် Braithwaite တွေရဲ့တောင်းဆိုမှုကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။သူမကဒါဆိုဒီသချင်းကိုဒီစင်မြင့်ပေါ်မှာနောက်ဆုံးအချိန် the last time အနေနဲ့ဆိုပေးမယ်လို့ Braithwaite ကိုကတိပေးပြီးတီးဆိုခဲ့ပါတယ်။ဒါပေမဲ့သချင်းကိုတီးဆိုနေချိန်မှာတော့အတိတ်ကအဖြစ်အပျက်တွေသချင်းစာသားတွေကနာကျင်မှုတွေကပြန်လည်လက်ဆက်လာခဲ့ပုံမှာပဲ။ ဝိုင်းစုခိုင်တဲ့တရားသူ့ရဲ့ခန်းစားချက်တွေကိုမထိန်ချုပ်နိုင်တော့ပဲစင်မြင့်ပေါ်မှာမြည်ရည်တွေစီးကြပြီးဝမ်းနဲ့ငိုကြွေးခဲ့ရပါတယ်ဒီမြင့်ကွင်းကိုမြင်လိုက်ရတဲ့ပွဲလာကြီးရဲ့ပရိသတ်တွေကပါသူမနဲ့ထပ်တူခန်းစားပြီးသူမအတွက်အရန်ကိုစိတ်မကောင်းဖြစ်ခဲ့ကြရတနာနေခဲ့ကြရတာဖြစ်ပါတယ်ဒီအဖြစ်အပျက်ကြောင့်ပရိသတ်တွေကတော့လူကြီးတွေပြောသလိုပါပဲအချစ်ဦးဆိုတာမြည်ဦးရတဲ့အထိမမိနိုင်ဘူးဆိုတဲ့စကားပေါ်ဟောင်းဝိုင်းစုခိုင်တဲ့အတွက်တကယ်မှန်နေသလားမသိနိုင်ပါဘူး ကိုယ့်ရဲ့အချစ်ကိုကိုနဲ့ဘဝတစ်ခုထူထောင်ဖို့အထိခိုးပြေးခဲ့ရတဲ့ချစ်သူတယောက်ကအခြားတယောက်နဲ့မင်္ဂလာဆောင်တော့မယ့်အချိန်မှာဘယ်မင်းကလေးကမှခံစားချက်မရှိဘဲနေနိုင်မှာမဟုတ်ဘူးလို့ပရိသတ်တွေကသူမဘက်ကနေရက်တီပြောဆိုနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောဝိုင်းစုခိုင်တဲ့ဒီခံစားချက်အပေါ်ဘလို့သုံးသပ်မိလဲ။အချစ်ဦးကိုတကယ်ပဲမိနိုင်ခဲ့ကြပြီလား။ဒါမှမဟုတ်ဝိုင်းစုခိုင်တဲ့လိုပဲရှင်နေမှာအမှတ်တရတွေကြန့်ရှိနေသေးလားဆိုတာ comment မှာမျှဝေပေးသွားကြပါအောင်ရှင်။